ဂျာမနီနိုင်ငံဟမ်ဘက်မြို့မှာရှိတဲ့ဘူတာအီမှာမနေ့ကတောက်ကြနေညနေ6နာရီခန့်မှာအသက်39နှစ်အရွယ်အမျိုးသမီးတအူးကဘူတာရုံမှာစောင့်နေတဲ့ခီးတယ်ရီကိုဓားနဲ့တိုက်ခိုက်ခဲ့လို့လူ78ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရခဲ့သူတွေဟာအသက်16နှစ်နဲ့85နှစ်ဝန်းကျင်ကြားရှိသူတွေဖြစ်ပြီးတော့အသက်24နှစ်အရွယ်အမျိုးသားတဦးနဲ့အမျိုးသမီးတဦးအသက်52နှစ်အရွယ်အမျိုးသမီးတဦးနဲ့အသက်85နှစ်အရွယ်အမျိုးသားတဦးတို့ကတော့အပြင်းထန်ဒဏ်ရာရခဲ့ပေမဲ့လက်ရှိမှာတော့အသက်အန္တရာယ်မစိုးရင်ရတော့ဘူးလို့သိရပါတယ်။ ကျူးလွန်သူအမျိုးသမီးဟာစိတ်ကြမ်းမရေချိုယွင်းသူတယောက်ဖြစ်ပြီးအခင်းဖြစ်ပွားခြင်းမှာမွေးရည်ဆေးဝါးသုံးဆွဲထားခြင်းနဲ့အရက်သေစာတောက်စားထားခြင်းတော့မရှိဘူးလို့ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ဒီအခင်းဖြစ်စဉ်ကြောင့်ဗူဒာယုံမှာရှိတဲ့ platform လေးခုကိုပိတ်ပင်ထားခဲ့ရတာကြောင့်ခရီးစဉ်များနှောင့်နှေးကြံ့ကြာမှုဖြစ်ခဲ့ရတယ်လို့သိရပါဗျ။ ဟမ်ဘက်ဘူဒါကြီးဟာတနည်းကိုခီးတဲ့9သိန်း9000ကျော်အတုံပြူတဲ့ဂျာမနီနိုင်ငံရဲ့အလို့အများဆုံးသေယူပို့ဆောင်ရေးစင်တာဖြစ်ပြီးတော့တောက်ကြနဲ့ညနေပိုင်းတွေမှာအထူးစီကားလေးရှိပါတယ်။ပြီးကြတဲ့နှစ်ဒီဇင်ဘာမှာလည်းမတီဗန်မြို့မှာရှိတဲ့လူစီကားရခရစ်စမတ်ဈေးတစ်ခုမှာလူအုပ်ထဲကားနဲ့ဝင်တိုက်ခဲ့လို့လူ6ဦးသေဆုံးခဲ့ပြီးယာနဲ့ချီပြီးထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်ရှင်။